အခုတော့ဘာလဲဆိုတော့ကျွန်တော်အရင်ကိုပြန်သွားပါတော့เนาะအရင်ဟိုးရင်ကကျွန်တော်ဖန်တီးခဲ့တဲ့ရင်မာရင်တိုင်းသချင်းလေးနဲ့ကိုက်ညီမယ်ရင်မာရင်တိုင်းနောက်ထပ်ဟိုပုံစံတစ်မျိုးလေးကိုကျွန်တော်ဖန်တီးနေပါတယ်ရင်မာရင်တိုင်းအခု generation အစ်စ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးဖန်တီးနေပါဘာကြောင့်ဆိုတော့အခုရင်မာရင်တိုင်းနှစ်20လောက်ရှိပြီအခုတည်းထိကျွန်တော်ခံစားနေရတော့မယ်ပြည်သက်တရားမြင်မြင်နုံနုံအားပေးနေရအောင်မယ်အဲ့အဲ့လေးတွေ့ရအောင်လဲကျွန်တော်တို့ကပျော်ပါတယ်အရင်က PD ဖြစ်ပါတယ်အဲအဲ့အတွက်ကြောင့်မလို့အခုထပ်ပြီးတော့ဒီအစ်စ်စင်းလေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ဟာလေးကိုနောက်ထပ်ထပ်ထွက်ဖို့ရှိပါတယ်ဟုတ်ငါရှင်တန်နေမှာဘယ်လိုလဲမဖြစ်လေလေမနှုတ်ထားလိုက်ပါနဲ့သူဝင်နေစကနာပဲဒီလမ်းလို့ရှိမှာပဲပုံစံတော့ပေါ့နော်ကျွန်တော်ဒီရင်မာရင်တိုင်းရဲ့အရင်တော့အငွေးတက်လည်းမပြောင်းအောင်လို့ဖန်တီးနေပါတယ် အဲဟိုပေါ့ပါမဲ့လူတွေကတော့ကျွန်တော်ပါမယ်ပြီးရင်နောက်တစ်ယောက်က surprise ပေါ့နော်ဟိုဒီသချင်းလေးနဲ့အရန်လိုက်တဲ့ဆိုတော့တယောက်ပြိတက်အရန်ချစ်တဲ့ဆိုတော့တယောက်ဖြစ်မှာပါဟုတ်အဲ surprise ကတော်တော်ဖြစ်မှာပါဟုတ်ဒီသချင်းလေးနဲ့လည်းသူ့ရဲ့အတန်လည်းပေါ့နော်အရန်လိုက်ပါတယ်ဟုတ်ပြောနိုင်တာတော့ဗာလဲဆိုတော့ အာယောက်ျားလေးပါဗျာယောက်ျားလေးဆိုတော့ပါဗျာဟုတ်ကဲ့ပါဗျာကျေးဇူးပါဟိုကျွန်တော်အခုလိုမျိုးမေးတဲ့အတွက်ပေါ့နော်ဟိုကျွန်တော်ဒီပွဲလေးကဟိုစပူမင်းလုံရှင်ထုတ်လို့ရေးပေါ့နော်စပူမင်းအန်တာတိန်မန့်နေပြီးတော့ဖိတ်လို့ကျွန်တော်ဒီပွဲလေးတက်ဖြစ်တာပါခင်ဗျာဟုတ်ကဲ့စပူမင်းအန်တာတိန်မန့်အာဟိုကျော်စင်မင်းမြတ်ကနေပြီးတော့ကျွန်တော်ဖိတ်လို့ဖိတ်တက်ဖြစ်တာပါအဲ့ဒါနဲ့တော့နည်းအလန်းဝေးရပါတော့ဟုတ်ကျွန်တော်တို့ဒါမဲ့ကျွန်တော် music video လေးရတော့ကိုယ့်ကိုဖန်တီးတာမျိုးများပါဟုတ် ဟိုကျွန်တော်အဟိုရင်းနေဝါပါဟိုကျွန်တော်ရင်းမာရင်တိုင်းလို့ပြောမှလည်းကိုယ်တိုင်တယောက်ဆောင်ကိုယ်တိုင်ဒရိုက်တာလုပ်ပြီးရောလေတကယ်ချင်းနေလည်းအဲ့လိုရိုက်ခဲ့ပါတယ်ဟုတ်အဲကျွန်တော်အရင်တော့ကတော့အဲ့လိုမျိုးပေါ့နော်စိတ်ကူးတာရှိရပါဘောနော်အဟိုဒါပေမဲ့အခုကြာတော့နည်းနည်းလေးအလန်းဝေးလာတော့လေဟိုဒီဘက်လည်းတိတ်ပြီးတော့ဒီဇိုင်းမမတ်မလုံးနိုင်တဲ့အတွက်နည်းနည်းလေးတော့လန်းဝေးပါပါခင်ဗျာဟုတ်ကဲ့ပါပြောလို့မရဘူးပေါ့နော်ကျွန်တော်တကယ်လို့ကိုယ်နဲ့လည်းကန့်ညီမဲ့အရာတကယ်တမ်းအဲကျွန်တော်အတွက်လည်းလိုအပ်မဲ့အရာမျိုးပေါ့နော် ပြီးရင်ဒီတစ်ဖက်ကဟိုလိုအပ်မဲ့ ကျွန်တော်လိုအပ်မယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့လုပ်ဖို့ရှိပါတယ်။တင်စားနေတာ driver ကိုထပ်ဆောင်အောင်လဲရိုက်ထားပါဘောနော်။ဟို NW ဟာလေးရဆိုရင်လဲကျွန်တော်ဒီဟိုအချစ်သချင်းလေးကိုဟိုဟာချစ်တာဆိုတာဟာဘောနော်ချစ်တဲ့ဆိုရပုံစံလေးအပြင်ဟို psychopath ပုံစံမျိုးဘောနော်။ဟို ဒီကောင်မလေးကိုစိတ်တစဆန်ဆန်ချစ်တဲ့ပုံစံမျိုးလေးရိုက်ထားပါအဲ့ဗျအဲ့ဒီချင်းလေးကိုလည်းကျွန်တော်ရဲ့ Facebook page မှာတင်ထားပါတယ်ဟုတ်ကဲ့ပါညလုံးနှကောင်းငိုင်နာပစပ်ပစပ်ညလုံးနှကောင်းငိုင်နာပစပ်ပစပ်ပစပ်မစ္စနေတဲ့လူလုံးနေတာလေတဲ့ဝဲပြတ်တက်ညလုံးနှကောင်းငိုင်နာပစပ်ပစပ်ညလုံးနှကောင်းငိုင်နာပစပ်ပစပ်အဲ့လိုမျိုးပေါ့ဟိုအဓိကတော့ဒီကောင်မလေးကိုချစ်တဲ့ဟာက เนาะသူ့ရဲ့မျက်လုံးလေးတွေနှာခေါင်းတွေအဲ့လိုပေါ့เนาะသူ့ရဲ့နှာခမ်းတွေအကုန်လုံးသူ့နဲ့ပတ်သက်တဲ့အရာတွေကိုချစ်တာပေါ့เนาะချင်းနဲ့အဲ့လိုမျိုးသူ့စိတ်ထမ်းမှာတော့ तू ကဒီတိုင်းပဲချစ်နေတာဒါပေမဲ့သူ့ရဲ့ဟောဘဝသူ့ရဲ့ life ကြောင့်ပေါ့ तू ကဟို psychopath ဖြစ်နေတဲ့ဟာပေါ့เนาะသူ့စိတ်ထမ်းမှာအကောင်ပါလေးကိုကြည်နူးနေဆိုမဲ့တကယ်ကအကောင်ပါလေးကို तू ကဟိုထိုင်အကျိုးထားမယ်အကောင်ပါလေးကိုဖမ်းချထားမယ်ပေါ့เนาะတကယ်တော့အကောင်ပါလေးကသူ့ဘေးနားမှာပဲရှိရတယ်ထင်တာအမှန်ကတော့ तू ကအကောင်ပါလေးကိုဖမ်းထုတ်ထားလို့အကောင်ပါလေးကသူ့နားမှာရှိတယ် အဲ့လိုပုံစံမျိုးလေဟုတ်အခုတော့ဘာလဲဆိုတော့ကျွန်တော်အရင်ကိုပြန်သွားတာပေါ့နော်အရင်ဟိုးအရင်ကကျွန်တော်ဖန်တီးခဲ့တဲ့ရင်မာရင်တိုင်းတစ်ချင်းလေးနဲ့ကိုက်ညီမယ်ရင်မာရင်တိုင်းနောက်ထပ်ဟိုပုံစံတစ်မျိုးလေးကိုကျွန်တော်ဖန်တီးနေပါတယ်ရင်မာရင်တိုင်းအခု generation အစ်စ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဖန်တီးနေပါဘာကြောင့်ဆိုတော့အခုရင်မာရင်တိုင်းနှစ်20လောက်ရှိပြီအခုတည်းထိကျွန်တော်ခံစားနေရတော့ပဲပြည်သက်တရားမြင့်မြင့်နုံနုံအားပေးနေရအောင်ပဲအဲ့အဲ့လေးတွေ့ရအောင်လဲကျွန်တော်တို့ကပျော်ပါတယ်အရင်က PD ဖြစ်ပါတယ် အဲအဲ့အတွက်ကြောင့်မလို့အခုထက်ပြီးတော့ဒီအသစ်စင်းလေးနဲ့ပသက်ဆက်နွယ်တဲ့ဟာလေးကိုနောက်ထပ်ထပ်ထွက်ဖို့ရှိပါတယ်ဟုတ်ဟုတ်မာရင်တိုင်းမင်းငါရှင်တန်နေမှာဘူးဂေလိုဝိမ့်မဖြစ်လေးလေမနူးချလိုက်ပါနဲ့သူဝိနေစကနာပဲဒီလမ်းတော့ရှိမှာပဲ ပုံစံကတော့ပေါ့နော်ကျွန်တော်ဒီရင်မာရင်တိုင်းရဲ့အရင်တော့အငွေးသက်လည်းမပြအောင်လို့ဖန်တီးနေပါတယ်အဲဟိုပါပါမဲ့လူတွေကတော့ကျွန်တော်ပါမယ်ပြီးရင်နောက်တစ်ယောက်က surprise ပေါ့နော်ဟိုဒီသချင်းလေးနဲ့အရင်လိုက်တဲ့ဆိုတော့တယောက်ပြိတဲ့အရင်ချစ်တဲ့ဆိုတော့တယောက်ဖြစ်မှာပါဟုတ်အဲ surprise ကတော်တော်ဖြစ်မှာပါဟုတ်ဒီသချင်းလေးနဲ့လည်းသူ့ရဲ့အတန်လေးပေါ့နော်အရင်လိုက်ပါတယ်ဟုတ်ပြောနိုင်တာတော့ဗာလဲဆိုတော့အာယောက်ျားလေးပါဗျယောက်ျားလေးဆိုတော့ပါဟုတ်ကဲ့ပါဗျာသူ့ကိုလည်း surprise တိုက်ရမှာအခုက तू လည်း तू အချင်းကို तू စိုးရမယ်ဆိုတော့ तू မသိသေးဘူးဟုတ် तू အဲ့ဒီချင်းလေးပြရင်လည်း तू အရင်ကြိုက်ပြီးတော့ तू စိုးပါပါဟုတ်ဟာ तू အတန်ထဲကိုအဲ့ဒီချင်းကိုကြားနေရပါတော့ကိုကအဲ့ဒီချင်းကိုသူ့အတန်နဲ့ကြားပြီးတော့ဆိုတော့ဟာဒီသချင်းကလိုက်တယ်ဆိုပြီးအဓိကတော့ဟိုကိုတေးကိုအလန်ပေါ့နော်ဒီသချင်းရဲ့တေးကိုအလန်ကိုအလန်ဆိုတော့လည်းရေမိုင်နဲ့သချင်းကိုရေးတဲ့အကိုပဲတော့သူ့ကိုပြောပြရတယ်သူကဟာအရန်ကိုသူလည်း surprise ဆိုတော့ဟုတ်တယ်ဒီသချင်းကသူနဲ့အရန်ကိုလိုက်တယ်ဆိုပြီးတော့သူကိုတောင်ကဟို စ조사နေပါတယ်ဗျာဟုတ်နှစ်နေတယ်ဆိုဒီကောင်မလေးကိုဟာဗောသူဘယ်လောက်ထိအဲ့ထဲကဘယ်လောက်ထိချစ်ခဲ့ဆိုတာသိပါဒါမဲ့အခုချိန်အထိဗောနော်ကောင်မလေး ਨੇ ပတ်သက်တဲ့ဟာလေးတွေအဲကောင်မလေး ਨੇ ချစ်ခဲ့တဲ့ဇလန်းတွေအကုန်လုံးသူကဟိုတကယ်ကြပြလေးတစ်ပုတ်လို့ရေးထားရဆိုရဟာမျိုးလေးဗောနော်အဲ့မျိုးလေးရှိပါတယ်ဟုတ်အဲအဲ့လိုချိန်တုန်းကတော့ကျွန်တော်တို့ကလူငယ်တွေလည်းတကယ်ဟိုဗောနော်အရန်ဟိုဟိုတက်ကြွနေတဲ့လူငယ်ပေါ့နော်အဲ့ချိန်မှာဟိုကျွန်တော်အုံကျွန်းနေဖန်တီးတယ် တကယ်ဟိုအဲ့ထဲမှာနှစ်မြုပ်ပြီးတော့ဖန်တီးထားတဲ့တခြင်းလေးတစ်ပုဒ်ပေါ့နော်အားလုံးရဲ့ခံစားချက်တွေဒီတေးရေးတေးဆိုတခြင်းတီးရဲ့ကိုရောပြီးတော့ဒီ mastering mixing mastering ကအဆပေါ့နော်အရာရာအားလုံးကတကယ်ဟို perfect ဖြစ်ခဲ့တဲ့အတွက်ဒီတခြင်းလေးကအခုချိန်ထိရက်တည်နေရပါဟုတ်အဲကျွန်တော်တို့ကအဲ့ချိန်တော့ကလေအာတခြင်းတွေအကုန်လုံးတော့ပေါ့နော်တကယ်ဟိုအရန်ဟိုစူးစမ်းခဲ့တယ်ဒါပေမဲ့ဂျားထဲမှာဘယ်လိုပြောရမလဲအဲကျွန်တော်ဟို အဓိဋ္ဌာမကကြိုးစားခဲ့တင်တာလည်းအများကြီးရှိရပါဘောနော်အဲဒါပေမဲ့ဂျားထဲမှာအဲ့လိုတငငယ်ချင်းတွေလည်းအကုန်လုံးတယောက်တည်းနေရာစီရောက်တယ်အဲပြီးတော့ကိုယ့်ရဲ့ life တွေကိုကိုယ့် life ကိုကိုယ်ရှောက်လန်းရတဲ့အချိန်မှာဒီတခြင်းတွေကိုဂျားထဲမှာအဆက်ပြတ်သွားတော့ဟိုတခါလေးကျရင်ဒီတခြင်းအဟောင်းလေးတွေနားထောင်ပြီးရင်အော်ဒီတခြင်းလေးငါတို့ဒီလို account ထေပေါ်ခဲ့ရမှာဒီလို music video လေးရိုက်ခဲ့ရပါဘောနော်အဲပြီးရင်ဒီလိုမျိုး set လုပ်ခဲ့ရမှာတခါကြရင်တော့အားမလို့အားမြန်ဖြစ်ရတဲ့အချိန်လေးတော့ရှိရပါတော့။ဒါပေမဲ့အခုလိုအချိန်မျိုးမှာပြန်တွေးကြည့်ပြန်တော့လေအာဒါကတော့ ဖြစ်တင်လို့ဖြစ်ခဲ့တာအခုလိုအချိန်မျိုးမှာပြန်ပြီးတော့အနုပညာလုပ်ကိုပြန် လုပ်နိုင်တာရောပဲဒါအခုဟိုကျေးဇူးတင်ရမှာပါဗျာဟုတ်အဲဒါနှစ်ကဟိုပြောလို့မရအောင်ဒါကျွန်တော်ရဲ့ဟိုလေကျွန်တော်ဒီဟောပေါ့ဒီဂီတာကိုအာဒီလိုသချင်းမျိုးလေးပုံစံလုတ်တဲ့ဟာကဒါဟိုဘဝမှာအမှတ်တရဖြစ်အောင်ဒါနောက်ဆုံးပေါ့နော်ဒီအဲ့လိုပုံစံအဲ့လို style မျိုး ကျွန်တော်တခြားသချင်းတွေဖန်တီးရင်ဖန်တီးမယ်ဒါပေမဲ့ဒီရင်မာရေးတိုင်းနဲ့အငွေတက်တဲ့ပတ်သက်ပြီးတော့ဖန်တီးမှာတော့ဒီသချင်းလေးတစ်ပုတ်ကိုကျွန်တော်အကောင်းဆုံးဖန်တီးချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါစူးစမ်းနေပါဗျာဟုတ်ဟုတ်ကဲ့ပါအဲ့တော့ကြောင့်မလို့လဲအချိန်နေနေကြောက်သွားပါဘောအမှန်ငယ်တော့လွန်ခဲ့တဲ့တစ်နှစ်ပြီးခဲ့တဲ့တစ်နှစ်နည်းနည်းလောက်ခါတယ်ဟောဒီသချင်းကိုထွက်ဖို့လုပ်နေရပါဒါပေမဲ့အခုကြမှာဒီနှစ်ကြမှာတခြားလေးစူးစမ်းခွင့်ရခဲ့အောင်ဆိုမဲ့လူလဲ surprise တက်ရပါပါဟုတ်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုမဲ့ဟိုအတ်ဒစ်ကိုလဲကျွန်တော်အနေနဲ့ဒီသချင်းလေးကိုတော့ပြပြီးတော့ ဟာဒီသင်းလေးကို request လုပ်มาပါဟောဟိုသူနဲ့အရန်လိုက်တယ်ဆိုတဲ့အကြောင်းပေါ့နော်သူလည်းဒီသင်းနားထောင်ပြီးွားရင်ဒီသင်းလေးကိုအရန်ဆိုခြင်းပဲလို့တော့ကျွန်တော်ထင်ပါတယ်မျှော်လင့်ပါတယ်ဟောပြည့်သက်လည်းဒီသင်းလေးကြားရတဲ့ဟိုပြီးခဲ့တဲ့အရင်မှာအရင်တိုင်းလိုပဲပြန်ပြီးတော့အဲ့ရတာမျိုးပြန်ရမယ်လို့မျှော်လင့်ပါတယ်ဗျာဟော